စိတ်ချမ်းသာဖို့အတွက် အတိတ်ထံဝင်ပါကိုကိုကိုယုံကြည်မှုလေးစားမှုပိုရှိလာခြင်းနဲ့ကြာနေတဲ့စိတ်ဓာတ်တွေပြန်တင်ခြင်းနဲ့ဆိုအလုပ်ဖြစ်နိုင်တဲ့နည်းလမ်းတစ်ခုကကိုယ်စံနာတွေကိုချုပ်တီးရတဲ့ကိုကိုကိုစီကန်းချထားရတဲ့အလေးချင်းတစ်ခုခုကိုဖြစ်မြအောင်လုပ်ကြည့်ဖို့ပဲရုပ်ပိုင်းဆိုင်ရာအတွက်တင်မကစိတ်ပိုင်းဆိုင်ရာအတွက်လည်းအများကြီးအထောက်အကူဖြစ်တယ်။အရန်ခတ်တာတွေကနေမစနဲ့တေးသေးလေးတွေကနေစတေးသေးလေးဆိုလို့တိတ်လွယ်တာလည်းမဖြစ်စေနဲ့ ိုက်တင်တဲ့လောက်တော့ခြေလန်းကြီးဖြစ်ဖို့လိုတယ်။ဥပမာ နေ့စဉ်ခြေလန်း9000ရှောက်မယ်။တနေ့ကို7နာရီပဲအစာစားပြီး fasting လုပ်မယ်။တပတ်ကိုစားအုပ်တအုပ်ဖတ်မယ်။တနေ့ကိုစား2နာရီလုပ်မယ်။တပတ်ကိုတစ်ရက် no sacrament day ဖြစ်တတ်မှတ်မယ်စတဲ့ဖြင့်ပေါ့။အဲ့လိုကိုကိုကိုဂရီပေးထားတဲ့အတိုင်းပြီးများအောင်လုပ်နိုင်လိုက်တဲ့အခါရတဲ့ခံစားချက်ကဘာနဲ့မှမတူ။ဖန်းထောက်ဖူးတဲ့လူတွေသိမယ်။1မိနစ်ထောက်မယ်။2နာရီလောက်ကြာတယ်လို့ထင်ရတယ်။ ဒါပေမဲ့ပြည့်သွားတဲ့အခါငါလုံနိုင်လိုက်ပြီဆိုတဲ့ခံစားချက်အတော်လေးကောင်းတယ်။မလုံနိုင်တော့ဘူးဆိုပြီးရက်လိုက်တဲ့အခါကျရင်ခန္ဓာကိုယ်ရဲ့နာကျင်မှုကတော့တက်တာသွားတယ်။ဒါပေမဲ့ကိုကိုကိုကြမကြိုက်တော့ဘူး။ fasting လုပ်နေတော့စိတ်အလိုလိုက်ပြီးအစာစားမိတယ်။စားနေတာတော့ပြည့်သွားတယ်။စားပြီးရင်ပြောသလားကိုကိုကိုပြန်မေးကြည့်မပြောဘူး။ဒါကြောင့်မို့လဲ self esteem is better than any short term reward ုကုကုလေးစားတယ်ဆိုတဲ့ခံစားချက်ဟာဘလို့ရေးသူဆုလက်ထက်မဆိုပိုကောင်းတယ်လို့ပြောတာဒီလိုစီကံတခြားနေထိုင်တာကိုယ်ရဲ့လေးလာတင်ယူမှုတုတ္တရာတုတ္တကြောင်းဂျမ်းမာရေးလူမှုဆက်ဆံရေးအားလုံးအတွက်အရေးကြီးတယ်လို့စိတ်ကိုလည်းပိုပြီးဂျမ်းမာစေရယ်အားကစားသမားတွေဂျမ်းမာရေးလိုက်စားသူတွေအစားတောက်ဆင်ကျင်သူတွေသူများထက်အရွယ်ပိုတင် ပိုဂျမ်းမာပြီးကိုကိုကိုလည်းယုံကြည်မှုပိုရှိကြတာအကြောင်းမဲမှမဟုတ်တာ စိတ်ပျော်ရွှင်မှုဆိုရင်လူတွေကတခြားအဝေးကြီးကိုစဉ်းစားကြတယ်မလို့မဟုတ်ဘူးလို့ပါတယ်ဒါပေမဲ့တိတ်အချိုးရှိပြီးရေရှည်ခန္ဓာလေးတစ်ခုကိုတော့မိနေကြတယ်အဲ့ဒါဘာလဲဆို healthy lifestyle ပဲသူအကြအပြောလွယ်သလောက်အလုပ်ခတ်တယ်စိတ်ညစ်နေပါတယ်ဆို ထွက်ပေါက်လိုချင်တာပေါ့ညဉ့်ညဆန်းဆန်းပျော်သွားစေမယ့်အရာတွေပဲရှာချင်တာပေါ့ဒီလိုနဲ့အရက်ဆေးလိပ်မွေးရဆေးနဲ့လမ်းကစားတွေပဲရောက်ကုန်ကြရောရရှိကြ အကျိုးချက်အဖြစ်ကပိုများတယ်။စိတ်လေတဲ့ရက်တွေကတော့ဘယ်သူမှမဆိုရှိတာပါပဲ။စရုပ်တရုပ်လိုတော့ဘယ်နေနိုင်မှမလဲ။အထူးသဖြင့်အခုလိုဆေးပင်မစရာတွေများရဲ့ကာလမှာပေါ့။သို့တော့အရန်ကြီးရိုက်ထွက်မသွားအောင်တော့ထိမို့လို့မယ်။တက်နိုင်တဲ့မြအေးအေးစားမှောင်းကိုလည်းလှုပ်ရှားမှုရှိအောင်နေကြည့်။စိတ်တွေလည်းတိတိတတ်တာအဆင်ပြေလာလိမ့်မယ်။ကျွန်တော်အတွက်ဆိုတပတ်တည်းရဲ့ဥပိုးဆောင်တာနေ့တိုင်းခြေလမ်းတစ်တောင်ပြည့်အောင်လျှောက်တာ။ တပတ်သုံးပုတ်စာရေးတာစတဲ့ performance goal တွေကအင်မတန်အထောက်အကူဖြစ်တယ်။ခန္ဓာကိုယ်ကျန်းမာရေးစိတ်ကျန်းမာရေးအလုပ်ပြီးစီးမှု အကုန်လုံးအတွက်ပေါ့ဒီလိုတာစီကံမချထားရင် အခုလောက်စိတ်အဆင်ပြေနေဖို့မလွယ်ဘူး။ဘာသာတော်တော်များများမှာဥပုသ်ဆောင်နေဆိုတာရှိတယ်။ဘာသာရေးဘက်ကယုံကြည်ချက်တွေခဏထားတဏီအဖြစ်ဒါရီယာကိုယ့်ရဲ့စိတ်ကိုခိုင်မအောင် လုပ်ပေးနေတာပဲ။အခုလည်းဒီသဘောပဲ။ နေ့တိုင်းဘယ်ခါတာဘယ်နှခေါက်ရွတ်မယ်ဆိုတာမျိုးငါနေ့တိုင်းဘာလုပ်မယ်တပတ်ပနေရဘာလုပ်မယ်ဆိုပြီးအဋိဌံဝင်လိုက်အဋိဌံဆိုလို့ဘာသာရေးပဲပြည့်မြင့်မနေနဲ့ determination ကိုခေါ်တာပဲဝင်တဲ့အတိုင်းမဖြစ်ဖြစ်အောင်လုပ်စိတ်ကိုပါအကျိုးရှိစေပါလိမ့်မယ်အခုဆို2025ကုန်တော့မယ်54ဘက်တိတိကုန်သွားပြီနောက်နှစ်လပဲကျန်တော့တယ်2026ကြပိုကောင်းတဲ့ဘာရှင်ဖြစ်နေဖို့ဆို ဒီလက်ကျန်ရက်တွေမှာစီကံတစ်ခုခုချပြီးနေထိုင်ကြည့်ပါခုခုကိုခြေလက်ကြီးခေါ်ပါအတိတ်ထံဝင်ပါမင်းလုံးနိုင်ပါတယ် you can do this ဆိုပြီးဘေးကလူတွေပြောနေတဲ့အားပစ်ကားတွေတက်စိတ်ခေါ်မှုတစ်ခုခုကိုပြင်းပြအောင်လုံနိုင်လိုက်ချင်ရပေးတဲ့ခုခုကိုယုံကြည်မှုကအစာပေါင်းများစွာပို့ခိုင်းပါပါတယ်ပူအားကောင်းပါတယ်ရည်ရှိလဲပိုတည်တတ်ပါတယ်ဒေါက်တာဖြူဒီဟာ